မင်္ဂလာပါရှင်တော်လှန်ရေးပေါ်များအားလုံး ਨੇ တော်လှန်ပြည်သူများအလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်19ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခေရန်ရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျမတို့ဝေဟင် channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မော်လိုင်းမြို့နယ်တနေရာသို့တရံဦးလီတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့်မနက်9:00နာရီ ခုနနာရီ6မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ချောင်းမြို့နယ်တနေရာသို့တရဝူးလေတမ်းမှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်7နာရီ34မိနစ်7နာရီ36မိနစ်7နာရီ38မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငဖဲမြို့နယ်တနေရာသို့မကွေးလေတမ်းနှင့် နေပြည်တော်လေတမ်းမှတက်သော Jet Fighter 3စီးဖြင့် နေ့လယ်12:41မိနစ်တနာရီတနာရီ2မိနစ်ညနေ9:12မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဗမုံမြို့နယ်တနင်္လာတို့မြင်းကြီးနားလေတပ်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်နေ့လယ်12:42မိနစ်ညနေ4:50မိနစ်4:51မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ကလေးမျိုးနယ်တနေရာသို့တရဝူးလီတပ်မှတက်သော jet fighter တစ်စီးဖြင့်နေ့လယ်တနာရီ10မိနစ်တနာရီ12မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပင်းရင်းမျိုးနယ်တနေရာသို့မုံရွာနာမခမတက်သော helicopter သုံးစီးဖြင့်နေ့လယ်တနာရီ18မိနစ်တနာရီ21မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ဗမောင်မြို့နယ်တနေရာသို့ဟုံးမလင်းလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလျင်တစ်စီးဖြင့်နေ့လယ်တနာရင်း58မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ကြီးမြို့နှင့်စင်ကူမြို့နယ်အဆက်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်ညနေ၄:၄၁မိနစ်၄:၄၃မိနစ် ၄နာရီ48မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဆက်ကူရ17လ2025ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တရဝူးလီတပ်နေပြည်တော်မကွေမြစ်ကြီးနာမိထီလာလီတပ်များမှ Jet Fighter ဝိုင်းတွဲ Y8 ဂျိုင်ရိုကော့ပတနှင့်ပါရာမော်တာများပြန်တပ်မှုအကြိမ်ကြီး54ကြိမ်ခန့်ရှိခဲ့ပြီး မန္တလေးတိုင်း၊သခိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တမ်းမှု20ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမမီနေမည်ရှိ တပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏တတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမီတလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်တွင်နှင့်လေချောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏ ။တရင်လက်ခံအကောင့်ဖြစ်သောအဝေဟေစကောက်ပေါ်သို့ဆက်သွယ်တရင်ပို့ပေးကြပါယံမေတ္တာရက်ခံအပ်ပါသည်ရှင်။ယခုကဲ့သို့လေချောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။